ခမီးတော်တာတော်တန်ရှမ်းတော်ဝိညာဉ်တော်ဤနာမတော်မြတ်၌အာမင်ဖျားသခင်တနုနေရှိပါစေကိုရိုက်ဝိညာဉ်နဲ့လည်းရှိပါစေတမ္မာတီဟုရေးထားသောကျမ်းတော်စကားဒီအိုဖျားသခင်ကိုရောရှင့်အောင်ဘုံတော်ကုံတော်ရှိပါစေ။တမ္မာတိဟုခန်းကြီးငါခန်းရ43မှ48တောင် တင်နဲ့နီးစပ်တော်သူကိုချက်လုံးတင်းရန်သူကိုမုံလုံးဘူတော်ပြည့်ညတ်စကားရှိသည်ကိုတင်တို့ကြားခဲ့ရပြီသို့တော်တင်တို့အားငါဆိုသည်မှာတင်တို့ရန်သူကိုချက်ကြလုံးတင်တို့ကိုနှိမ့်ဆက်ညင်းဆဲတော်သူတို့အတွက်ဆုတောင်းပေးကြလုံးသို့မှသာတင်တို့သည်သိုးသူနှင့်ကောင်းသူတို့အပေါ်၌မိမိမျိုးကိုထွက်စေတော်မူ၍ဖြောင့်မတ်သူမဖြောင့်မတ်သူတို့အပေါ်သို့မိုးကိုရွာစေတော်မူသော ကောင်းမြတ်မုံနာရှိတော်မူသည်တင်တို့အဖ ాయి သာသမီများချစ်ကြလေ။အကြောင်းမူကားတင်တို့သည်မိမိတို့အားချစ်တော်သူများဟုသာချစ်ကြပါမူအဘယ်အကျိုးကိုခံရမည်လဲ။အခွန်ကဲ့သို့သူများပင်လည်းထိုနည်းတူပြုကြသည်မဟုတ်လော။တင်တို့၏ဤကိုများဟုသာတင်တို့လက်ဆက်ကြလေ။တင်တို့သည်အခြားသူများအထက်ညီသည့်ထူးခြားချက်ကို ပြုသည်လေ။ လူမျိုးသားတို့ပန်လန်ထိုနည်းတူပြုကြသည်ဖုံထုံထိုကြောင့်ကောင်းမြတ်မုံနာရှိသောတင်တို့၏အဖာသည်ကောင်းမွန်ပြည့်စုံတော်မူသည့်နည်းတူတင်တို့သည်လည်းကောင်းမွန်ပြည့်စုံခြင်းရှိကြလောဤသည်ကခရစ်သူသခင်၏မြတ်သောဧဝံဂေလိတရားတော်ပေသည်။အိုခရစ်သူသခင်ကိုရောရှင်ဟာကြီးမွန်တော်ပနာရှိပါစေ။ In the words of the gospel, wipe away our sins. ယေရှုရှင်လုံးတော်ရဲ့ကောင်းခြင်းမင်္ဂလာတော်တင်းတုံလွမ်းကြုံနဲ့စတဲ့ချိန်ရောက်တာမန်ကာလတင်းနေလာပြီးညာချမ်းဖြစ်ပါစေလို့ဥစွာပထမ Father ဆုတောင်းမြတ်တာပို့တော်ရန်နဲ့နှပတ်ကစတဲ့ချိန်ရောက်တာမန်ကာလအင်္ဂါနေ့ဖကြထောက်ရှုရမယ်ဧဝံဂေလိကျမ်းစာတော်မြတ်တဲ့တမ္မာတိဥခင်းကြီးကခန်းငယ်53ဝန်းနေ 48အထိဖတ်ကြားပြခြင်းဖြစ်ပါလေ။အခုဒီကျမ်းချက်ကနော်ဖာသာတို့ဒီတန်မာတိဦးရဲ့အေဝံဂေလိကျမ်းစာတော်မြတ်ထဲမှာမကဘင်းနဲ့တန်လူကာနဲ့နော်အတန်လူကာရဲ့အေဝံဂေလိကျမ်းစာတော်မြတ်ထဲမှာလည်းတွေ့ရတယ်။ဆိုတော့ဒီမှာတန်မာကူးနဲ့တန်ယောဟန်ရဲ့အေဝံဂေလိကျမ်းစာတော်မြတ်ထဲမှာအတွေ့ရတဲ့အကြောင်းအရာဖြစ်ပါတယ်။တန်မာတိဦးနဲ့တန်လူကာရဲ့ဒီအေဝံဂေလိကျမ်းစာတော်မြတ်ထဲမှာလည်း တွေ့ရတယ်ဆိုတဲ့အကြောင်းမှတ်သားထားစီချက်မှန်း Father အတန်နော်ဒီနေ့ level ကအရင်အိုက်တဲ့ခါကျတော့ရေခဲကြီးတောက်ပြီးတော့မှနော်အတန်ကလည်းအရင်တုံးထားတယ်ရေခဲကြီးလည်းတောက်ရိုက်တယ်ဆိုတော့ Father အတန်ထပ်ပြီးတော့မှနားနေပြန်ပြီအတန်အတန်ကပုံမှန်မဖြစ်တော့ဘူးလားနော်ဒါပေမဲ့အဲ့ဒါကြောင့်ရင်ပြတ်သွားလို့ရှင်လေ Father အနေနဲ့နော်ဒီအဆက်ဆက်မရှိဖြစ်သွားမှဆိုးလို့ စူးစားပြီးတော့မှတန်ဆက်နေတယ်ဒါပေမဲ့အတန်ကအဲ့လားနော်ဒီလေကြောင်းတော်ကရှတ်တတနော်စကားပြောလို့တော့အိတ်မကောင်းဘူးတီးခတ်ပြီးတော့မှနားတော်မေးပါဆိုတော့ဒီနေရာမှာနော် father တို့ဒီပြီးခဲ့တဲ့အပတ်တုန်းက father ပြောခဲ့သလိုပဲတန်မာတေဦးခန်းကြီး9 6ခွန်ဒီအခန်းကြီး3ခန်းကဟောယေရှုသခင်ရဲ့နောက်လပိတာဖို့အတွက်ကြင့်ကြံရမယ်တရားတော်အနစ်ချုပ်ဖြစ်တယ် ီးတော့မှဒီတမ္မာဒီဥက္ကဏ္ဍ9 6 9မှာဓမ္မဟောင်းနဲ့ဓမ္မသိက္ခာနော်ဒီတောင်တန်နဲ့အပိုင်းမှာကျင့်ကြံတဲ့အပိုင်းမှာဟောကြားတဲ့အပိုင်းမှာကွာချက်ရှိတယ်။တရားတော်ကအတူတူပဲဒါပေမဲ့နော်ဒီတောင်တန်တဲ့နေရာမှာကျင့်ကြံတဲ့နေရာမှာဟောကြားတဲ့နေရာမှာနော်ကွာချက်လေးရှိတယ်ဆိုတဲ့အကြောင်းပြောကြားခဲ့ပါတယ်။ဆိုတော့အခုလည်းပဲ Father တို့ဒီမှာ နော်ကွာချက်လေးတွေပေါ်ပြထားပါတယ်အသင်တို့နေနီးစပ်သောသူကိုကျွန်တော်တင်းရန်သူကိုမုံတော်ပြီးတော့ပြည့်ညက်စရာကိုတင်တို့ကြားခဲ့ရသည်ဘီလို့ဆိုလာပါတယ်ဆိုတော့ဒီကြမ်းချက်ကိုဖက်တိုင်းဖက်တိုင်းနော်တင်တို့ကိုချက်တဲ့သူချက်ပါနော်တင်တို့ရဲ့ရန်သူကိုမုံပါလို့ပြောတဲ့နော်ဒီအတ္တိတရားတော်ကိုနော်ဓမ္မဟောင်းကျမ်းကတရားတော်ကိုကြားရင်းကြားရင်း ဖာသာဘာသွားပြီးတော့မှပြန်ကြားရောက်တယ်လေဆိုရင်သင်ကောင်းတဲ့ကျွန်တော်မစိုးပါဆိုရဲအဲ့ဒီစကားကိုဖာသာအမြဲတမ်းကြားရောက်နေဟောမို့ဖာသာမနစ်ကလည်းပြောခဲ့ဘူးတယ်ဒီလို့ဒီတရားဒီဒီအစုံမိတ်ကိုလက်ကင်ထားတယ်သင်ကောင်းတဲ့ကျွန်တော်မစိုးပါဆိုရဲအဲ့ဒီနော်အစုံမိတ်ကိုလက်ခံထားတဲ့ခရိယံပြာခရိယံဟုတ်ဘူးဒါကလူမှုရေး နော်ဒီအတွေးခေါ် philosophy ဖြစ်ပါတယ် philosophy နဲ့ theology ဘယ်လိုကွာတယ်လဲဆိုတာလည်းဒီမှာနော် father တို့ဒီအခန်းကြီးတန်မာတိယုခန်းကြီး၅ချောက်ခွန်တွေ့ရတယ်နော် philosophy လို့ပြောလိုက်လို့ရှိရင်နော် father တို့ကဒါဒတနာပေါ့လေဒတနာဆိုတာလူခံစားချက်လူအတွေးနော်လူရဲ့ယက်တီချက်ပေါ်မှာမူတည်တာ လူရဲ့လို့ဖြစ်လာလို့ရှိရင်မသိဘူးဆိုကိုကောင်းကိုကောင်းကကောင်းကောင်းတယ်ကိုကောင်းကဆိုးတော့ပြန်ဆိုးမှာပဲဒါတော့သူသူကိုကိုပဲအဲ့ဒါကိုဒသနာလို့ခေါ်တယ်ဒါလူအတွေးပဲရှိသေးတယ်တရားသဘောမလာသေးဘူးနော်အတရားသဘောလာတဲ့ခါကျရင်မကြည့်မဆက်ပြီးတော့မှာသို့တော်တင်တို့အားငါဆိုဒီမှာတင်တို့ရန်သူကိုချက်တော့တင်တို့ကိုနှိမ့်ဆက်နှိမ့်ဆက်ညှင်းဆဲသောသူတို့အတွက်စုတောင်းပြီးတော့အဲအဲ့ဒီမှာအဲ့ဒါကတရားလို့ကြည့်နော်အာတရားလို့ကြည့် ။အားရမယ်။တရားတော်လာပြီ။ဖျားနဲ့ဆက်ဆိုင်နေရ။နော်ဒီလိုကိုယ့်ရဲ့ရန်သူကိုချက်ကမယ်။ကိုယ့်ကိုနှိပ်စက်တဲ့သူတွေအတွက်ဆူတောင်းပေးရမယ်လို့ဆိုတဲ့နေရာမှာတကယ် Father Ru ဟာတရားမနိုင်လို့ရှိရင်နော်ဒီလိုကြင်ညာမှုဆိုတာလုံးဝမဖြစ်နိုင်ဘူး။ဒါကြောင့်မို့ဒီမှာဒီပထမအပိုင်းကကိုယ့်ရဲ့ရန်သူကိုအော်ကိုယ့်ရဲ့ချက်တဲ့ကိုယ့်ကိုချက်တဲ့သူကိုချက်ပါကိုယ့်ရန်သူမုံမဆိုတာအား လူသားဆန်တယ်တရားမပါသေးဘူးเนาะတရားအရေးမပါသေးဘူးအဲเนาะတကယ်ဖရာတရားရိတ်တန်းလာတာကဘာလဲဆိုရင်ကိုယ့်ရဲ့ယန္တူကိုချက်ကမယ်ကို့ညမန်းရိစက်တဲ့သူအတွက်ဆူတောင်းပေးရမယ်ဆိုတဲ့အဲ့ဒီအချက်ကတော့ဖြင့်ဒါဟာဘာလဲဆိုရင်เนาะ father root ဒီအာ theology ရဲ့ပါသွားပြီเนาะဖရာနဲ့ဆိုင်သွားပြီ နော်တရားတွေပါလာတယ်။ဘာကြောင့်လဲ။ဖရာတရားမရှိလို့ရှိရင်ကိုယ့်ရဲ့ယံတွေကိုချက်ဖို့ဆိုတာလွယ်နိုင်လွယ်လို့လားလွယ်ဘူး။နောက်ကိုယ်နှိမ့်ဆက်တဲ့သူကိုကိုပြန်ပြီးတော့မှနော်မြတ်တာကိုပြရမယ်ဆိုတာချက်နိုင်လို့လား။ဟိုကိုယ့်ညမနှိမ့်ဆက်တဲ့သူကိုပြောနဲ့ကိုယ့်ကိုနောက်သူများရှိမှအရှက်ပွဲမှုတဲ့အပြောဆိုနဲ့အရှက်ပွဲမှုတဲ့နော်အရှက်ရစီအောင်လုပ်ခဲ့တဲ့သူ့ကိုတော့မကောင်းဘူး။ခွင့်မနှက်နိုင်ဘူးခါကြီး။နော်ဆိုတော့ဒီမှာနော်ဖာသာတို့ philosophy theology ဘာကွာတယ်လဲဆိုတာအိမ်မှာကြည်လိုက်။ဒါမို့အာသင်တောင်းနေကျွန်တော်မစိုးပါဆိုတဲ့အဲ့ဒီတရားဆောင်ဘုတ်က philosophy ဖြစ်ပါတယ်။တသက်နာဖြစ်ပါတယ်။လူအတွေးခေါ်ဖြစ်ပါတယ်။လူခံယူချက်ဖြစ်ပါတယ်။လူယက်တိချက်ဖြစ်ပါတယ်။ဒါပေမဲ့သင်ကောင်းမှမကောင်းမှကျွန်တော်ကောင်းမယ်ဆိုတာကကြောင့်ဒါ theology ဖျားတရားပါလာပြီ။ ဖျားစိတ်တရားစိတ်ပါလာလို့ကိုယ့်ရဲ့ယဉ်မှုကိုကိုချက်နိုင်တာမှတ်ထားပါโอเคကဲပြီးတော့မှတို့မှသာတင်တို့ဒီသိုးသူနဲ့ကောင်းသူတို့အပေါ်မိမိညီညီအထွက်စီတော်မူ၍ချောက်မှတ်သောသူမပြောက်မှတ်သောသူတို့ကိုပေါ်မိုးရွာသွန်းစေသောကောင်းရဲ့ဘုံနဲ့ရှိတော်မူသောတင်တို့အဖအီသားသမီးများဖြစ်ကြလိမ့်မည်ကဲအဲ့ဒီမှာယေရှုခင်ပြောတာလေးနော်လူတွေမမွေးနိုင်တဲ့စိတ်မျိုးကို လူတွေကိုဝေးနိုင်တဲ့စိတ်ကောင်းနှလုံးကောင်းစိတ်မျိုးကိုဝေးနိုင်ခြင်းဟာကောင်းမြတ်ပုံမှာရှိရဲ့เนาะခမီးတော်ဘုရားကောင်းသူပုံမှာဆိုးသူပုံမှာဖြစ်စေသူ့ရဲ့နေမဲအလဲခြားစေတယ်ကောင်းသူဆိုးသူတွေပုံမှာသူ့ရဲ့မိုးကိုရာသွန်းစေတယ်ခမီးတော်ဘုရားရဲ့တားသမီးတွေဖြစ်မယ်ဆိုတာကိုဒါပေါ်ပြရအောင်တင်လို့ဆိုတော့ပါအဲ့ဒီမှာအရင်ရှင်းပါဒါကြောင့်မလို့เนาะ philosophy နဲ့ theology ဘလို့ kwa တယ်ဆိုတာကိုသိသိကြကြလေနော်နားလည်ပါ philosophy ဆိုတာလူခန္ဓာချက်ပဲကိုယ်ကောင်းပြန်ကောင်းမယ်ကိုယ်ပြောင်းရရင်ပြန်ပြောင်းရမယ်မှန်လို့ပဲကြည်ကျက်နေဆိုတဲ့အဲ့လိုစကားတွေပြောနေကြတဲ့နော်ခရိယန်တွေခရိယန်အတူတူပါနာမည်ကခရိယန်တွေပါယေရှုသခင်ရဲ့တရားတော်ကိုတကယ်လက်တွေ့ကြကြအသက်ရှင်နေသူတွေမဟုတ်ဘူးနော် အဲ့အဲ့ဒီလိုခင်ထားတဲ့သူတရားဒါပါမယ် philosophy ပေါ်မှာမူတည်တယ်ဒီလိုခင်စားနေတဲ့ဒီလိုခင်ထားတဲ့လူတရားဟိုဓမ္မအောင်ကျမ်းမှာဓမ္မအောင်ကျမ်းကာလရဲ့စိတ်နေသဘောထားပဲငွေနှုံးပဲနော် father rock ဓမ္မတိကာလမှာရှိနေတာဒါပေမဲ့လူကတော့ဓမ္မတိကာလတည်းကိုရောက်နေတာကိုယ့်ရဲ့အတွေးအခေါ်တွေစိတ်နေသဘောထားတွေတရားကျင့်ကြံအားထုတ်မှုတွေအားလုံးကဓမ္မအောင်ကာလထဲမှာဆက်ပြီးတော့မှရှိနေတော့မယ် မဖြစ်ရဘူးလုံးဝမဖြစ်ရဘူးเนาะလုံးဝလည်းမဖြစ်ရဘူးဖြစ်လည်းမဖြစ်တဲ့ဘူးဟုတ်ပြီเนาะဆိုတော့ father အားလုံးဟာဓမ္မတိကာလမှာရှိတဲ့အတိုင်းယေရှုသခင်တောင်းတတယ်လို့ပဲကိုယ့်ရဲ့ယံမျိုးကိုချက်ကမယ်ကိုယ့်ဉာဏ်နဲ့ဆက်တဲ့သူတွေအတွက်စူတောင်းပေးရမယ်အဲ့ဒီတော့မှ father ဟာ theology လို့ခေါ်တဲ့ဖခင်နဲ့ပေါင်းစပ်ပြီးတော့မှအသက်ရှင်တဲ့သူတွေယက်တည်တဲ့သူတွေယုံကြည်တဲ့သူတွေလှုပ်ဆောင်တဲ့သူတွေ ကျင့်ကြံတဲ့သူတွေဖြစ်တော့ပါလိမ့်မယ်။ဘုရားသခင်ဒီတင်တော်နေရှိပါစေ။ကိုရောဤဝိညာဉ်နဲ့လည်းရှိပါစေ။အလုံးစုံကိုတက်နိုင်တော်မူသောခမည်းတော်တားတော်သင်ရှင်းတော်ဝိညာဉ်တော်ဖျားဤနာမတော်ညနာကျွန်ုပ်လက်တင်ညာညာ၎င်းဖျားဤသင်ရှင်းသောမေတော်မာရီယာမေတော်ကြော်စောသောခင်မောတော်တန်ဆူစေတရားတမန်ပေါင်းသူတော်သူမြတ်ပေါင်း prophet ပေါင်း တရားတော်ကြောင့်တေကံတော်သူပေါင်းသီလတဲ့ပေါင်းယဟနာပေါင်းတွေတောင်းလျှောက်ပေးခြင်းနဲ့လည်းကောင်းတန်တို့နဲ့နဆိုးဤတကိုတတိရှိသမျှနဲ့ယောဂဂေးပြပေါင်းအထူးသဖြင့်မတရားအကြံပေးဖက်စစ်စမိတ်စာတွေပြည်နေရင်စနေဆက်ချင်းကြောင့်တက်ရှုပြီးခွေရုပ်မှာပတ်စံမှုများနဲ့ဒီဘေးဒီဘေးရေဘေးစဘေးဘာဝဘေးလုံးမှာတော့လူလူဖန်တီးတော်ဘေးဆိုးများအလုံးမှာကျင်းဝေးကြရပါစေတော့အာမင်ပြည်သူတည့်ရလုံးပါဝင်တော့အရေးတော်ကိုပုံချအေခဲဉဏ်အမှန် အောင်းအောင်းရမည်အောင်းလဲအောင်းနေပြီလာကြတူတူရောက်ကြဆိုနောက်ဆုံးလှိုင်းအင်ဂျင်လှိုင်း